မင်္ဂလာပါကျွန်တော်ဒီနေ့ sharing လုပ်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့ကျွန်တော်ကိုရှေ့တစ်ဘက်မှာ comment မှာလာမေးဘူးတဲ့အမတယောက်ပေါ့နော်အဲသူကတော့ကျွန်တော်တို့ကျွန်တော်ကိုဒီ shark cancer အကြောင်းလေးဆရာမျှဝေပေးပါအောင်ဆိုပြီးတော့ကျွန်တော်ကို request လုပ်ထားဘူးတယ်ပေါ့နော်အဲဒါလေးကိုကျွန်တော်အခု video လေးကနေပြီးတော့ဒီ shark cancer အကြောင်းကိုကျွန်တော် sharing လုပ်ပေးပါမယ်ဒီတော့ကျွန်တော်တို့ ဒီရှာကန်စာပေါ့ရှာကန်စာပေါ့เนาะရှာကန်စာလို့ခေါ်တာပေါ့ရှာကန်စာဆိုတာတကယ်တော့ကျွန်တော်တို့ကတိုက်ရော့ဟက်အနက်ကန်စာထဲမှာပါတာပဲဒီတော့ရှာကန်စာကကျွန်တော်တို့ကသူကဘလိုပုံစံမျိုးအဖြစ်များလဲကျွန်တော်တို့ကဒီအင်္ဂလိပ်ခေါ်ပေါ်ရဆိုရင်တော့သူကတန်းမှာဆိုရင်တော့ကျွန်တော်တို့က squid mess carcinoma ဒါအဖြစ်များတယ်ပေါ့เนาะဒီတော့ကျွန်တော်တို့ကတိုက်ပေါ့သူ့ရဲ့ပုံစံနှမျိုးရှိတယ်ပေါ့တကယ်ကတော့ကျွန်တော်ဒီ တူတက်အော်တက်ဒီရှာရဲ့အရှိပိုင်းတူတက်အော်တက်မှာဖြစ်ရင်တော့ကျွန်တော်တို့ကတန့်ကန်စာထဲမှာပါတယ်ရှာရဲ့ base မှာဖြစ်ရင်တော့ကျွန်တော်တို့ကဘယ်ထဲဝင်သွားလဲဆိုတော့ဒါက oropharyngeal cancer ပေါ့နော်ကျွန်တော်လေချောင်းကန်စာထဲကိုဝင်သွားတာပေါ့ရှာရဲ့ဝင်တက်မှာဖြစ်ရင်တော့ဒါကကျွန်တော်တို့ကရှာကိုကန်စာမှာခွဲထားတဲ့ပုံစံပေါ့နော်ဒီတော့ဒီမှာကြောက်ရတာကျွန်တော်တို့ကရှာမှာရှာကန်စာရဲ့လက္ခဏာတွေပေါ့လက္ခဏာတွေဘာတွေရှိလဲပေါ့ လက္ခဏာတွေမှာကျွန်တော်တို့ကဒီကန်ဆာလက္ခဏာတွေနဲ့အားလုံးကဆင်တူပဲတကယ်ပြောရရင်တော့ကျွန်တော်တို့ကဒီကန်ဆာဖြစ်ပြီဆိုရင်ကျွန်တော်တို့ကအနာဖြစ်တယ်ဒီအနာကနှစ်ပတ်အထက်ပေါ့အနာမကျက်ဘူးအနာမကျက်ဘူးအနာတောက်လျှောက်ရှိနေတယ်ဆိုရင်ဒါဆိုရင်ကျွန်တော်တို့ကအကြမ်းမြင်းဒါကန်ဆာလို့ဒါတတ်မဲ့လို့ရတယ်ပေါ့ကန်ဆာအနာလို့တတ်မဲ့လို့ရတယ်ဒီတော့ဒီကန်ဆာအနာမှာတခြားပါတွေရှိလေဒီကန်ဆာအနာရဲ့ appearance ပေါ့ပုံမှန်ကတော့ကျွန်တော်တို့ကအဖြူရောင် အကွက်လေးတွေတွေ့ရတာမျိုးရှိတယ်အန်တချို့ကြတော့ဒီအကျိတ်လုံးပေါ့အလုံးလေးတွေတွေ့ရတယ်အန်တချို့ကြတော့လေဒီကနေပြီးတော့အနာကနေပြီးတော့ဆက်မယ်ပူမယ်နာမယ်အန်ဒါမျိုးလေးတွေရှိမယ်အန်တချို့ကြတော့ဒီကနေပြီးတော့ကျွန်တော်တို့သတိမြှချလို့မရဘူးစကားပြောရတာခက်ခဲလာမယ်ဒီကနေကျွန်တော်တို့ကဒီအနာကနေပြန့်နှံ့သွားရင်ကျွန်တော်တို့ဒီလေပင်ရဲ့အကျိတ်တွေအထိရောက်သွားပြီးတော့စကားပြောရတာလုံးဝခက်လာတာမျိုးအန်တချို့ကြတော့ပုံပြက်သွားတာပေါ့ဒီလေပင်ကြီးပါ ကျွန်တော်အကျိတ်တွေပါရောင်ရမ်းပြီးကြီးလာတာမျိုးတီဖြစ်သွားနိုင်တယ်ဒါကတော့ကျွန်တော်တို့ကဒီဖြစ်တဲ့လက္ခဏာတွေပေါ့အထူးကားတော့ကျွန်တော်တို့ကအနာပဲအနာပဲအနာမှာသတိထားမိနိုင်တာရှိသလိုသတိမထားမိနိုင်တာလည်းရှိတယ်အဲတချို့ကျသတိထားမိရင်တော့ဒါနှစ်ပတ်အထက်ဆိုသိရတာပေါ့အဲတချို့ကျတော့လေဒီအနာကိုတော်တော်များများကအနာဖြစ်တယ်ဥမာနေဘက်ကလူနာတွေတော်တော်များများပေါ့နော်ကိုယ့်ကကိုယ်သတိမထားမိဘူးအဓိကတော့ပထမဆက်စားခြင်းအနာရဲ့ထုံးစံအနာတာမျိုးရှိသလိုနောက်ပိုင်းကျရင်သူက မနာတော့ဘူးဒါကကျွန်တော်တို့ဒီကန်ဆာရဲ့အာသာချက်လို့ပဲပြောရမှာပေါ့နော်ကန်ဆာရဲ့သူ့ရဲ့အာသာချက်ပေါ့ဒီတော့ကျွန်တော်တို့လူမှာဒါရဲ့ဒီကန်ဆာဖြစ်ပြီဆိုကျွန်တော်တို့ရဲ့အာနေချက်ကမတိတော့ဘူးအာနေချက်ကမတိတော့ဘူးဆိုတော့တော်တော်များများကလွန်မရောက်လာတာမျိုးဖြစ်တတ်တယ်ပေါ့နော်အများစုကကျွန်တော်တို့ကမြို့ပြဒေတာနဲ့ဝေးတဲ့နေရလူတွေတရုတ်စေးုံစေးခဲနဲ့ဝေးတဲ့ဒေတာတွေမှာဒါမျိုးဆိုရင်ကျွန်တော်တို့ကဒီဖြစ်တဲ့ဆက်စားခြင်းအဆင့်တွေကိုကြော်သွားတတ်တယ်ပေါ့နော် ခုနဖြစ်မဲ့အဆင့်တွေမှာတော့ဆက်စားခြင်းကတော့ကျွန်တော်တို့ကအဖြူကွက်တွေအနီကွက်တွေပေါ်တာဆက်စားခြင်းကကျွန်တော်အနာမဖြစ်ခင်ဒါမျိုးလေးတွေနဲ့အရင်ပြရတယ်တချို့ကျတော့ရှာမှာပူတာဆက်တာ တချို့ရှာမှာထုံတာဒါမျိုးလေးတွေနဲ့ကျွန်တော်တို့ပြတတ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဒီနယ်ကလူတွေတော်တော်များများကစေုံစေကန်ဝေးတဲ့လူတွေမှာကြတော့ဒီအဆင့်ကိုတချို့ကြော်သွားတယ်ကြော်သွားပြီးမှအရန်ဆိုးမှရောက်လာတာမျိုးအဲခုနကပြောလို့ပေါ့လေဘင်းအကျိတ်မှာ ဒီကြီးလာပြီးရောင်ရမ်းပြီးပုံပြတ်သွားတာမျိုး ရှာမှာအနာကြီးအကြီးကြီးဖြစ်သွားတာမျိုးအဲဒါမျိုးတွေမှာရောက်လာရင်ကျွန်တော်တို့ကဒီကင်ဆာကဒါနောက်ကျသွားပြီပေါ့နော်အဲဒီတဘောပဲကျွန်တော်တို့တက်ရောက်တယ်အဲ့တော့ကျွန်တော်တို့ကဒါကဖြစ်တဲ့လက္ခဏာတွေသူ့ရဲ့ဖြစ်စေတဲ့အကြောင်းရင်းတွေဖြစ်စေတဲ့အကြောင်းရင်းကတော့အမြဲတမ်းကျွန်တော်တို့ပြောနေကြပေါ့နော်ကွန်ဆာစလိတ်တော့အရက်တော့အဲဒါမျိုးဆိုရင်ဒါဖြစ်နိုင်တယ်နောက်တစ်ဖြစ်နိုင်တဲ့အကြောင်းရင်းတွေရှိတာကျွန်တော်တို့က virus ကြောင့်ဖြစ်တတ်သေးတယ်ကျွန်တော်က human papilloma virus လို့ခေါ်ရဲပေါ့နော် ဒီ viral ကြောင့်လည်းဖြစ်နိုင်တယ်အဲတချို့ကြတော့ကျွန်တော်တို့ဒီသွားကခြုံတာထက်တာမျိုးအဲတချို့ကြတော့ဒီသွားသူတွေပေါ့နော်သွားသူတွေကကျွန်တော်တို့ face state ပေါ့သွားသူဒီလှုပ်ထားပြီးသားလှုပ်ထားပြီးသားဒီတုံးတာနှစ်ကြပြီးသွားသူရဲ့ဒီသွားတွေကကွဲပြီးကျွန်တော်သွားကိုရှနေတာမျိုးအဲတချို့ကြတော့လေဒီ angle တက်တာခုန angle ကကျွန်တော်6နှစ်တစ်ချိန်တချို့10နှစ်တစ်ချိန်ဒီလောက်တစ်ခါလေးလဲရတာမျိုးတွေရှိတတ်တယ်အဲဒါမျိုးတွေမှာကျွန်တော်တို့ကမလဲပဲတောက်လျှောက် ပေပြီးသုံးနေတာမျိုးအဲဒါမှမဟုတ်ကျွန်တော်တို့ကအန်ကက်မှာကျွန်တော်တို့ကသွားဟိုအန်ကက်မှာထည့်ထားတဲ့ဒီပေါ့ကျွန်တော်သွားတွေပေါ့ဥမာသွားတွေကကျွန်တော်ချိတ်ထားတဲ့ဥမာကျွန်တော်စကီးချိန်နဲ့ချိတ်ထားပဲဖြစ်ဖြစ်ကျွန်တော်သွားကတွေ့ထားတာကိုအန်ကက်ပါအဲသွားလေးကြီးကျိုးသွားရင်ဒီအန်ကက်ကဖစ်တင်မကြတော့ဘူးအဲအဲ့တော့ကျွန်တော်တို့ကဒီအသားမှာသွားပြီးတော့စိုက်နေတာမျိုးအန်ဒါမျိုးတွေကနေကျွန်တော်တို့ကဘာဖြစ်တယ်လဲဆိုတော့ဒီအနာရှာအနာရှာကန်ဆာမျိုးမျိုးဖြစ်သွားတတ်တယ်ကြာရင် ဒါကတော့ကျွန်တော်တို့ကဖြစ်နိုင်တဲ့အကြောင်းရင်းတွေပေါ့နော်။နောက်ထပ်ဖြစ်နိုင်တဲ့အကြောင်းရင်းကကျွန်တော်ရှေ့ဗီဒီယိုကင်ဆာတော့ကလည်းပြောဘူးတယ်ပေါ့နော်။ဒါကျွန်တော်အတော်မှာလက်တွေ့ဖြစ်ထားတာပေါ့နော်။ကျွန်တော်ရှစ်တန်းနှစ်မှာဖြစ်ထားတာ။ကျွန်တော်အတော်ကတကယ်ပြောရရင်ကျွန်တော်ရှာကင်ဆာနဲ့ဆုံးထားတာ။ဆုံးထားတာပေါ့နော်။အဲ့တော့ကျွန်တော်ကသူ့ဆိုရင်စလီလည်းမတောက်ကိုယ်လည်းမစားတော့ဒါချင်းချင်းပြောအရေးလည်းမတောက်ဘူးဗျာ။နောက်ဆုံးဒါကတော့သူတို့ခစ်တော့ဆိုရင်ဒါဟိုဟိုဒါလုံးဝသူတို့က ဟိုအလုပ်ပဲလုပ်ခဲ့တဲ့လူပေါ့နော်တခြားကျမ်းမာကြီးတော့သူကတိတ်ဂီယူစိုက်ခဲ့တာမဟုတ်ဘူးဒါပေမဲ့အဲ့တော့ဂီယူမစိုက်တဲ့အကျိုးဆက်ကနေပြီးသူကဘာဖြစ်သွားလဲဆိုတော့ကျွန်တော်စီးချိုသွေးချိုဖြစ်တာအဓိကကတော့အဓိကအကြောင်းကြီးကစီးချိုသွေးချိုဖြစ်တာကိုမသိတာဒါပေမဲ့အခက်ကလည်းကျွန်တော်တို့ကစီးချိုသွေးချိုဆိုတာအရန်ကြီးဟိုခက်စားလာတဲ့ခက်မဟုတ်သေးဘူးဖြစ်မှန်းကိုမသိတာသူလဲ check up medical check up ပုံမှန်မလုပ်ခဲ့တာလဲပါတာပေါ့เนาะအဲ့တော့ကျွန်တော်တို့ကမသိရနေပြီးတော့ ဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ရဲ့ဒီကြောက်ကနှလုံးလုံးပြက်စီးသွားတာသူကကြောက်ကနှလုံးလုံးပြက်စီးသွားတာအဲဒါကျွန်တော်အတော်အကြောင်းလေးပါတခါလေးပြောလိုက်တာပေါ့နော်အဲ့တော့ဟိုဒါကတော့ကျွန်တော်တို့အမတ်ရစရာပေါ့ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ရှစ်သန်းနှစ်ကဒါဖြစ်ခဲ့တဲ့ဒါအကြောင်းအရာလေးပေါ့နော်အဲ့တော့ဒီကန်ဆာဆိုတာမသိခင်ဒီຢာတွေအရင်ဖြစ်နေတာလက်ရှိရကဲအဲ့တော့ခုနကစီးချိုသွေးချိုကနေပြီးတော့ကြောက်ကနှလုံးလုံးပြက်စီးသွားတာအဓိကကတော့အကြောင်းရင်း အကြောက်ကနှလုံးလုံးပျက်စီးသွားတော့သူကအခက်ကအိန္ဒိယမှာကျွန်တော်တို့ဒီကြောက်ကအစားထိုးရတာပေါ့ဒီတော့ကျွန်တော်တို့ကကြောက်ကအစားထိုးဖို့ဆိုရင်ကျွန်တော်တို့ကတ िश ူးတူရမယ်သွေးတူရမယ်အခက်ကဒါတို့ဆုံးဖြတ်တဲ့ဟာပေါ့နော်အဲ့လိုတူရမယ်ဒါပေမဲ့တူတော်များလေကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ထုံးစံက foreign body ပေါ့တကယ်ပြောရရင်ကျွန်တော်အပြင်ပစီးတစ်ခုခုလာပြီဆိုရင်ခန္ဓာကိုယ်ကလက်မခံဘူးဥမာကျွန်တော်တွေးဘလောက်ပဲတူတူဘလောက်ပဲ tissue တူတူကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ပစီတစ်ခုဝင်လာပြီဆိုဒီပစီကိုဘာလုပ်ကြလဲဆိုတော့ဝိုင်းပြီးခြေဖြက်လိုက်ကြတာဖြက်စီးပြစ်ပလိုက်ကြတာဘာဖြစ်လို့လဲဆိုတော့ဒါခန္ဓာကိုယ်ရဲ့ကျွန်တော်တို့က defense mechanism ခန္ဓာကိုယ်ရဲ့ normal လုံးနေတဲ့ဒါသူ့ရဲ့ကာကွယ်တဲ့စနစ်ပဲဒီစနစ်ကမရှိလို့မဖြစ်ဘူးဒါဘယ်အရာပဲဖြစ်ဖြစ်ဒါကျွန်တော်နောက်ဒီ personal development မှာလဲ system အကြောင်းလေးတွေကျွန်တော်ပြောပြချင်တာပေါ့နော်ဘယ်အရာပဲလုံးလုံးတစ်ခုမှတ်ထားရမှာ system ရှိနေတယ်အားလုံးကအရာအားလုံးက system ရှိနေတယ်ကျွန်တော်လူမျိုးရေးတိုင်းဝိုင်းဖြစ်ဖြစ် အဲကျွန်တော်တို့စီးပွားရေးမှာပဲဖြစ်ဖြစ်အဲပြီးတော့ကျွန်တော်တို့ဒီအခုခန္ဓာကိုယ်မှာပဲဖြစ်ဖြစ်အားလုံးကကျွန်တော်တို့ကဘာနဲ့ဖွဲ့ထည်တာ system နဲ့ဖွဲ့ထည်ထားတာအဲ့တော့ကျွန်တော်တို့ရဲ့ဒီခန္ဓာကိုယ်ထဲကိုကျွန်တော်တို့ကဒီကျွန်တော်တို့အပြင် foreign body လုံးဝဝင်လို့မရဘူးဝင်တာကိုလက်မခံဘူးထုံးကန်အဲ့တော့ကျွန်တော်တို့ကဒီ system ကိုကျွန်တော်တို့ကဘာလောက်ထားရလဲဆိုတော့သူ့ကိုနှိမ့်ချထားတာခုခံတဲ့စနစ်တစ်ခုကိုကျွန်တော်တို့ကနှိမ့်ချထားမှာအဲ့တော့ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ရဲ့ခုခံတဲ့စနစ်ကို နှိတ်ချလိုက်တဲ့အချိန်မှာသူ့မှာဘာပေါ်လာလဲဆိုတော့ကျွန်တော်တို့ရှာအနာလေးပေါ့နော်စပေါ်လာတယ်ဒါပေမဲ့ exit ကအရင်လေကျွန်တော်တို့ခင်မပြီးသေးတာတကြောင်ပေါ့နော်အဲကျွန်တော်ဒီရှာကန်စာဆိုတာလဲဒီတန်းစီရေဆိုစီရေတန်းဆိုတာလဲဟိုအရင်ကြီးလူတွေဟိုမကြောက်ကြသေးဘူးပေါ့နော်အဲ့တော့ तू ကဘာလုပ်သွားလဲဆိုတော့အရင် तू ကဒီကြောက်ကက်ကိစ္စကို तू ကဦးစားပေးပြီပေါ့ ကြောက်ခဲ့ပြီးကိစ္စလည်းအရေးကြီးတယ်တကယ်ကိုအရေးကြီးနေတာဖြစ်တဲ့အတွက်သူကအရင်ဦးစားပေးခဲ့လိုက်ရတယ်ဦးစားပေးခဲ့တော့ဒီအနာကိုသူကပြန်ရောက်မှကျွန်တော်တို့ဒီကြောက်ခဲ့အစားထိုးပြီးမှခုမယ်ဆိုပြီးသူကဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်လိုက်တယ်ဆုံးဖြတ်ပြီးတော့သူကဒီကြောက်ခဲ့ကိစ္စကိုအရင်သွားလိုက်တာပေါ့နော်အဲ့တော့ကြောက်ခဲ့ကိစ္စအားလုံးကောင်းသွားတယ်ပေါ့ကောင်းသွားတယ်ကောင်းသွားတယ်အဲ့အချိန်မှာကျွန်တော်တို့ကခန္ဓာကိုယ်ကိုခံအားစနစ်ကိုမပါလုတ်လိုက်ရလဲဆိုတော့နှိမ့်ချလိုက်ရတယ်နှိမ့်ချလိုက်ပြီးမှကျွန်တော်တို့ကကြောက်ခဲ့အစားထိုး ထည့်လို့ရသွားတာပေါ့နော်အဲ့တော့ကြောက်ကက်ကသူကတလုံးပဲဒါထည့်လို့ရတာနှလုံးလုံးကတော့မရနိုင်ဘူးပေါ့နော်တလုံးပဲရသွားပြီအဲ့တလုံးနဲ့သူက function လုပ်ပြီးတော့သူ့ရဲ့ normal life ကိုပြန်ရခဲ့တာပေါ့အဲအဲ့အချိန်မှာကျွန်တော်တို့ဒီပြန်ရောက်တဲ့အချိန်မှာကျွန်တော်တို့တစ်ချက် miss ဖြစ်သွားတာဒီရှာအနာကိုလုံးဝမိသွားတယ်လုံးဝမိသွားတာတကယ်ကတော့သူက pain လည်းမရှိဘူးနာတာလည်းမရှိဘူးပေါ့နော်နာတာလည်းမရှိတော့တနစ်ခွဲလောက်ကြာသွားတဲ့အချိန်မှာ late stage ကိုရောက်သွားခဲ့တာ လေးစိတ်ကိုရသွားခဲ့ရအဲ့ကြမှာကျွန်တော်တို့ကကုလို့မနိုင်တော့ဘူးပေါ့နော်ဘာဖြစ်သွားလဲဆိုတော့ရှာရဲ့ဒီပုံစံ deformity ပြတ်သွားတယ်ပုံပြတ်သွားပြီရှာမှာအနာကြီးကအကြီးဖြစ်တဲ့အပြင်ကိုကျွန်တော်ဒီကန်ဆာမှာကြောက်တာကအဓိကကျွန်တော်တို့ရဲ့ဒီလင်းနှုတ်ပဲဒီကျွန်တော်လေဘင်းမှာရှိတဲ့အကျိတ်ဒီရောင်ရမ်းလာတယ်ဒီရောင်ရမ်းလာတာပြင်ဒီအကျိတ်ကိုရောက်ရင်ခန္ဓာကိုယ်ရဲ့ကျွန်တော်တို့ organ system တခြားကလီပါတွေကိုကန်ဆာကပြန့်နှံ့လို့ရတယ်အဲ့တော့ ဒီဒီအဆင့်တွေနောက်ဆုံးဒီ late stage ထိရောက်သွားတာပေါ့နော်အဓိကကတော့ကျွန်တော်တို့ကသူ့ရဲ့အကြောင်းရင်းရှာလိုက်တဲ့အချိန်မှာဒါကကျွန်တော်စေးချောင်းတက်တဲ့အချိန်မှာသူ့ရဲ့အကြောင်းရင်းကိုကျွန်တော်အရင်သိချင်နေရပါတော့။သိချင်နေတော့ကျွန်တော်ရှာတဲ့အချိန်မှာသူ့ရဲ့အကြောင်းရင်းကတကယ်တော့ကျွန်တော်တို့က renal transplant patient မှာဖြစ်နိုင်တယ်ဆိုတဲ့အကြောင်းရင်းလေးပါနေတယ်။ဘာကြောင့်ပါလဲဆိုတော့ခုနကတော့ကဒီ renal transplant လုပ်တော့မယ်ဆိုရင်ကျွန်တော်တို့ကခန္ဓာကိုယ်ရဲ့ခုခံအစနစ်ကိုလျှော့လိုက်ရတယ် အရှော့လိုက်တဲ့အချိန်မှာလည်းကျွန်တော်တို့ကမှတ်ထားရမှာကန်ဆာဝင်လာနိုင်တယ်ဒါဆိုရင်ကျွန်တော်တို့ကအလေးချင်နေ habit တွေကြောင့်မဟုတ်ဘူးဒါဒီပေါ့ဒီကိုခံအားစနစ်ကို short ချလိုက်တဲ့အချိန်မှာအခက်မသိရင်ဝင်သွားတာမျိုးဒါကန်ဆာဝင်သွားတာမျိုးဖြစ်နိုင်တယ်ကဲဒါကတော့ကျွန်တော်အခုဖြစ်တဲ့အကြောင်းလေးပြောရင်းနဲ့ဒါရှင်းသွားတာပေါ့နော်အဲ့တော့နောက်ထပ်အကြောင်းရင်းမှာတော့ကျွန်တော်က family history family history တို့ကမျိုးရိုးလိုက်ခြင်းလဲဖြစ်သက်လေးတယ် ါလည်းမျိုးလိုက်တဲ့ထဲမှာပါတယ်ဥပမာကျွန်တော်တို့ breast cancer ရင်သားကင်ဆာဆိုလဲဒါမျိုးယိုးလိုက်တတ်တယ်အသည်းကင်ဆာ liver cancer ဆိုလဲမျိုးယိုးလိုက်တာမျိုးဒါဖြစ်တတ်တယ်ဒါကတော့ကျွန်တော်တို့ဖြစ်နိုင်တဲ့အကြောင်းအရင်းလေးတွေပေါ့နော်ဒီတော့တကယ်လုံးဝကျွန်တော်တို့ဒီကင်ဆာပိုင်းကိုဆက်နွယ်တာကတော့ရှာကင်ဆာနဲ့ဆက်နွယ်တာကတော့တကယ်ကတော့ကျွန်တော်တို့ကကွန်ဆာမယ်စလိတ်တောက်မယ်အဲတော့အရက်ပါပေါင်းလိုက်ရင်တော့ဒီဟာပို့ပြီးတော့ chance များတယ်လို့တော့ဒီက ျွန်တော် theory တွေထဲမှာပြောထားတာဗောနော်ဒါကတော့ကျွန်တော်တို့ကဖြစ်စီတဲ့အကြောင်းရင်းနေအဲ့တော့ကျွန်တော်တို့ကဒီရှာကန်ဆာကိုကျွန်တော်တို့ကဘလိုထိုင်ကျွန်တော်စုပ်ပါလဲဘလိုလုတ်ပြီးရှာကန်ဆာသွားတိမာလဲအခုနကပြောတာတော့ကျွန်တော်တို့ကလက္ခဏာအရာပဲဗောအနာဖြစ်တယ်နှစ်ပတ်ဒါပေမဲ့အဲ့လာကြီးကကျွန်တော်တို့ကတကယ်ပြောရင်နှစ်ပတ်အထိအနာမကျက်ဘူးဗောနော်တကယ်ထားပါတော့ဒါကတော့ကျွန်တော်တို့ကအရင်ဒီသေးမကြနိုင်ဘူးဗောနော် လုံးဝဒီသေးအကြဆုံးကကျွန်တော်တို့က bio c ယူတာပဲ bio c ယူတာပဲ bio c ယူပြီးတော့ဒီ cell ကိုစစ်လိုက်ရင် ကန်ဆာဟုတ်မှုဆိုတာသိရပြီအဓိကတော့ BIOC က main ပဲကျွန်တော်ဒီဟာခုနကပြောတာတွေကလက္ခဏာအနေနဲ့ပဲရှိတာလက္ခဏာအနေနဲ့ပဲရှိတာဒါကအတိအကျဒါကြီးကိုကန်ဆာလို့မပြောနိုင်သေးဘူးကန်ဆာလို့လုံးဝအတိအကျပြောဖို့ကကျွန်တော်တို့က BIOC လို့တာပေါ့နော် BIOC ဖြစ်လိုက်ပြီးတော့အဖြေဟုတ်မဟုတ်အရင်ကြည့်ရမယ်အဖြေဟုတ်တယ်ဆိုရင်ကျွန်တော်တို့က CT scan ဆက်ရိုက်မယ် MRI scan ဆက်ရိုက်မယ်လိုတာဒီဒါဆက်ရိုက်ရမှာပေါ့ဒါကတော့ကျွန်တော်တို့က diagnose ဒီယောဂရှာဖွေတဲ့ပုံစံပေါ့နော်ဒါဒီကန်ဆာဖြစ်ကြောင်း ရှာဖွေတဲ့ပုံစံဘလို့ကုမလဲကုတာလည်းရှင်းတယ်ကုတာလည်းရှင်းတယ်ဆိုတာကျွန်တော်တို့ဒီမှာကုတာဆိုရင်ပုံမှန်ဒီကန်ဆာဆိုရင်ကျွန်တော်တို့ဆာဂျရီခွဲစိတ်တာပါပြီခွဲစိတ်တာပါမယ်ပြီးရင်ကျွန်တော်တို့ဒီကီမိုသီရပီပေးတာပါမယ်ကီမိုဆေးသွင်းတာပါမယ်ရေဒီယေးရှင်းသီရပီပေးတာပါမယ်ဒါကန်ဆာရဲ့ကျွန်တော်ကုတယ်ပုံမှန်ထုံးစံအတိုင်းပဲပေါ့နော်ဒီတော့ကျွန်တော်တို့ကဘလို့ကာကွယ်ကြမလဲ ဒီရှာကန်ဆောင်ဘလို့ကာကွယ်ကြမလဲဘလို့ကာကွယ်ကြမလဲဆိုတော့ခုနပြောတဲ့အပေါ်ကအချက်တွေသတိထားရမှာပေါ့ကျွန်တော်တို့ဥမာစလိတ်တောက်ကွန်စာအဲဒါမျိုးဆိုရင်ဒါမျိုးလေးရှောင်ကျင်နိုင်ရင်ဒါပို့ပြီးတော့ကွာ chance နဲတာပေါ့အဲဒါပေမဲ့ခုနပြောလို့ပေါ့ဟိုအတိအကျကြီးဒီကွန်စာစလိတ်တောက်လို့ကန်ဆာဖြစ်မယ်တော့လည်းမဟုတ်ပေမဲ့ကျွန်တော်တို့ဒီဖြစ်နိုင်တဲ့အခွင့်အရေးထဲမှာဒီစလိတ်တောက်တာကွန်စာတာကတော့ထိတ်ဆုံးကကျွန်တော်တို့ပါနေတယ် ။အကြံတဲ့အပိုင်းကတော့ကျွန်တော်တို့ရဲ့ diet တွေအစားအသောက်တွေအစားအသောက်မှာကျွန်တော်တို့က free radical များတဲ့အစားအသောက်တွေရှောင်မယ်။ဥပမာကျွန်တော်တို့အကင်တွေအကင်တွေအခုနောက်ပိုင်းကအရန် trend ဖြစ်လာတာပေါ့နော်။ဒီကျွန်တော်အကင်စားတဲ့ဓလေ့ကအကင်ကကျွန်တော်တို့ကတကယ်ပြောရင်ကာဗွန်တွေကျွန်တော်တို့တကယ်ပြောရင်ကန်ဆာတွေကိုစားသုံးနေတာပေါ့နော်။အဲဒါလည်းကျွန်တော်တို့ကဒီ free radical ထဲမှာပါတယ် free radical ဆိုတော့ဒါကန်ဆာဖြစ်စေတဲ့ဓာတ်ထဲမှာပါတယ်အကင်နေအကင်နေကလီကာတွေဒါတွေအစားများရင်လည်းကျွန်တော်တို့ ဒါမျိုးဖြစ်နိုင်တယ်ဒါကာကွယ်တဲ့အနေနဲ့ကတော့ဒါမျိုးလေးတွေကျွန်တော်တို့နည်းနည်းလေးရှော့စားမယ်ထိန်းစားမယ်ဒါမျိုးဆိုရင်ဒါကာကွယ်ပြီးသားဖြစ်သွားတာပေါ့အဲနောက်တစ်ခုရှောင်လို့မရတာကျွန်တော်တို့ကာမီကိုတွေဒါကြီးလဲကျွန်တော်တို့ကဟိုလူနေအကြောက်ကျွန်တော်တို့ကဟိုတခါကြရင်လည်းနေမာနေတဲ့လူကကျွန်တော်မျိုးပြထက်အသက်ပိုရှိတယ်ဥမာတောင်ပေါ်ဒေသကလူတွေအများစုအဲဒါမျိုးဆိုရင်ကျွန်တော်တို့ကရှူရတဲ့လေကတန့်တာ ው ကျွန်တော်တို့ဒီမှာဆိုရင်တော့ကျွန်တော်မျိုးပြမှာဆိုရင်တော့ဘာတွေဖြစ်နေလဲဆိုတော့ နေ့စဉ်ကားတွေသွားတယ်လှုပ်ရှားတယ်အဲ့တော့ကျွန်တော်တို့ကကားမီးခိုးထွက်ရင်ကျွန်တော်တို့ဒီယာစရှူတွေကကျွန်တော်တို့ကဘာတွေကိုစရှူနေရဆိုတော့ကာဗွန်နိုင်အောက်ဆိုက်တွေကိုစရှူနေရအဲ့တော့ဒီကနေလဲကျွန်တော်တို့က free radical တွေထွက်နေရကန်ဆာတွေကိုတကယ်ပြောရရင်တော့ကျွန်တော်တို့ရှူသွင်းနေတာပဲတကယ်ပြောရရင်အဲ့ဒါကြောင့်ကျွန်တော်တို့ကမြို့ပြလူနဲ့ကျွန်တော်တို့နေရလူမှာဆိုရင်နေရလူကပို့ပြီးတော့အသက်ရှည်ရအောင်တို့ရတာပေါ့နော်ဒါကတော့ကျွန်တော်တို့ကရှာကန်ဆာကိုကာကွယ်လို့ရမယ်နီလန်လေးကြီးပေါ့နော်ကဲအခုတော့ကျွန်တော်ဒီရှာကန်ဆာအကြောင်းလေးကိုတော့ကျွန်တော်အသေးစိတ်လေးကျွန်တော်ညှောက်ဝေပေးထားပါတယ် ဒီရှာကန်စာအကြောင်းအရာနေပြီးတော့ဘုဒ္ဓတရရရှိသွားမယ်လို့လည်းမျှော်လင့်ပါတယ်ဘုဒ္ဓတရရရှိသွားတယ်ဆိုရင်တော့ထုံးစံတိုင်းကျွန်တော်ရဲ့အခုဗီဒီယိုလေးကအောက်မှာ yes လို့မှန်ခဲ့ပေးပါအောင်ခင်ဗျာကျွန်တော်ဒေါက်တာအောင်သူပါမင်္ဂလာရှိတဲ့နေ့ရက်လေးတွေကိုပိုင်ဆိုင်ကြပါစေခင်ဗျာပြီးတော့ကျွန်တော်ရဲ့ blog ကနေနေ့စဉ်မနက်9နာရီမှာသွားတန်းမိုင်နဲ့ပတ်သက်တဲ့ဘုဒ္ဓတရအထွေထွေတန်းမိုင်နဲ့ပတ်သက်တဲ့ဘုဒ္ဓတရတွေနဲ့ personal development နဲ့ပတ်သက်တဲ့ဘုဒ္ဓတရတွေကိုညှဝေပေးနေရပါအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ